မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ် April 29ရက်နေ့ Radio NUG ရဲ့မနေ့ကင်းပြည်တွင်သတင်းများကိုဖတ်ကြားတင်ပြပေးသွားတော့မှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါ အခုပထမဆုံးတစ်ပုဒ်အနေနဲ့နိုင်ငံရေးပြည်ယာများစွာကြောင့်လာရှုမျိုးမှပြန်လည်ဆုတ်ခွာခဲ့ရတဲ့အတွက်များစွာဝန်းနေရပြီးတော့၈လအတွင်းလူနာပေါင်း9250ဦးစေကူတာမှုပေးနိုင်ခဲ့တယ်လို့ MNDAA ထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။အထူးဒေသကျန်းမာရေးဌာနရဲ့လမ်းညွှန်ချက်များအရအထူးဒေသတစ်ကျန်းမာရေးဝန်ထမ်းများဟာလာရှုပြည်သူစေယုံကြီးမှ၈လတာကာလအတွင်းအပြင်လူနာအတွင်းလူနာစုစုပေါင်း9250ဦးစေကူတာမှုပေးနိုင်ခဲ့ကြောင်း MNDAA မှသတင်းထုတ်ပြန်ထားပါတယ်။လာရှုမျိုးသိမ်းတိုက်ပွဲအောင်မြင်ပြီးတပတ်အကြာမှာပထမဆုံးအ နေနဲ့2024ခုနှစ်ဩဂုတ်လ10ရက်နေ့မှာဂျာမန်ရေကန်တာကိုအောင်မြင်စွာစတင်လေပတ်နိုင်ခဲ့ပြီးတော့စစ်ကောင်စီရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုများပြန်လည်ထူထောင်ရေးကာလရဲ့အခက်အခဲဆင်ခေါ်မှုများစွာကြားမှဂျာမန်ရေဝန်ထမ်းများကျွမ်းကျင်ပညာရှင်များဖြင့်ဟန်ချက်ညီစွာလေပတ်ခဲ့ကာဂျာမန်ရေကန်တာဆိုင်ရာလုပ်ငန်းစဉ်များစွာကိုအကောင့်ထေပေါ်ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ငါဖြားကာကွယ်ရေးလုပ်ငန်းစဉ်များမွေးကင်းစားမှ9နှစ်အောက်ကလေးငယ်တိုင်းကာကွယ်စည်းထူးနှံတိုက်ကျွေးနိုင်ရေးလေပင်ကြီးရောဂါအခမဲ့ခွဲစိတ်ကုသပေးခြင်းမျက်စိအတွင်းတိမ်အခမဲ့ခွဲစိတ်ကုသပေးခြင်းခြေတုလက်တုအခမဲ့တက ်ဆင်ပေးခြင်းစတဲ့လုပ်ငန်းစဉ်များအပြင်အခြားသောကျန်းမာရေးလုပ်ငန်းစဉ်များစွာကိုပြည်သူများအထွတ်အကောင်းဆုံးဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။လူမှုကွန်ရက်စာမျက်နှာများပေါ်မှဈေးကူတာစရိတ်ကြီးမြင့်ခြင်းဝေဖန်ချက်များအပေါ်ဈေးရုံတောင်းဝန်ရှိသူတို့ကအရင်ကပါရာစီတမောတက်ကတ်တထောင်လောက်ပဲရှိခဲ့ရာကနေအခုလက်ရှိဈေးနှစ်ဆလောက် ခုန်တက်သွားတာကိုကြည့်ပြီးတော့အရင်ကဈေးရုံဈေးရိတ်နဲ့အခုမတူနိုင်တော့တာလေးထည့်တွေးကြည့်ကြစေချင်ပါတယ်ဗျာ။မြို့သိမ်းတိုက်ပွဲပြီးလို့ဈေးရုံစားဖွင့်မယ်လို့တော့တုံညာကနေစခဲ့ကြရတာပါ။အပြည့်အစည်အပြောက်ဆုံးတွေကြားကနေပြန်လည်စတင်လေ ပတ်ခဲ့ကြရတာပါပိတ်ဆို့နေတဲ့လမ်းကြောင်းတွေကြားကနေစေဝါပစ္စည်းကရိယာတွေကိုမရရအောင်ဖန်တီးယူပြီးတော့ပြည်သူတွေအတွက်ကျန်းမာရေးကဏ္ဍကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားလှုံ့ဆော်ခဲ့ကြတာပါအဲ့ဒီအတွက်ဆေးရုံဘတ်ဂျက်ကနေတိမ်ပေါင်းတိမ့်ချပြီးတော့အရှုံးပေါ်ခဲ့ပေမဲ့ကျန်းမာရေးကဏ္ဍကိုအကောင်းဆုံးဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်လို့ပြောကြားထားပါတယ်ဒါအပြင်နိုင်ငံရေးဖိအားများစွာကြောင့်လာရှိုးမျိုးမှပြန်လည်ဆုတ်ခွာခဲ့ရတဲ့အတွက်လည်းများစွာဝမ်းနည်းရပါကြောင်းကျန်းမာရေးဌာနရဲ့တာဝန်ရှိသူတို့ကပြောကြားထားပါတယ်တရင်ဌာနများစွာမှရေးသားဖော်ပြဝေဖန်ခဲ့တဲ့ဆေးရုံရှိစက်ပစ္စည်းများစွာအားယူ ူဆောင်သွားခဲ့ကြတဲ့အကြောင်းအရာအပေါ်စေယုံတာဝန်ရှိသူတအူကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောချင်တာကျွန်တော်တို့စေယုံပိတ်ရတဲ့ရက်နဲ့စစ်ကောင်စီကပြန်လည်တာဝန်ယူရမယ့်ရက်ကတပတ်လောက်ကြာနေပါတယ်ဥပမာတစ်ခုပြောရရင်ကြောက်ကက်စီးတဲ့ဆက်ကိုယူသွားရတဲ့အကြောင်းရင်းပါပဲစေယုံမှာကြောက်ကက်လာစီးနေတဲ့လူနာများစွာရှိပါတယ်တပတ်ကူကြောက်ကက်စီးလူနာ90ဦးရှိပြီးတော့တပတ်အတွင်းကြောက်ကက်မစီးရရင်အသက်ဆုံးရှုံးနိုင်တဲ့လူနာတွေလည်းရှိပါတယ်အဲ့ဒါကြောင့်ကြောက်ကက်စီးတဲ့ဆက်ကိုလန်ခီအနည်းဆုံးဖြစ်တဲ့တိန်းနီစေယုံကြီးမှာရွှေ့ပြောင်းထားခဲ့တာဖြစ်ပါတယ်ပြီးတော့အရေးတကြီး ီလိုအပ်တဲ့စက်ပစ္စည်းစီးဝါ20ရာခိုင်နှုန်းလောက်ပဲယူသွားခဲ့တာပါပြည်သူတွေကိုအကောင်းဆုံးလှုပ်ပေးခဲ့တဲ့အပေါ်ကျင်းနဲ့အားရပေမဲ့နိုင်ငံရေးအရာအခုလိုမဖြစ်မနေထားခဲ့ရတာကိုစိတ်မကောင်းဖြစ်မိပါတယ်လို့ရှင်းလင်းပြောကြားခဲ့ပါတယ်ခင်ဗျာ ဆက်လက်ပြီးကြောက်စင်မြို့အရှိတောင်ဘက်16ကီလိုမီတာအကွာကိုဗဟိုပြုပြီးတော့ Richter scale 4.3အဆင့်နဲ့အင်အားအသင့်အတင်ရှိတဲ့မြေငလင်တစ်ခုထပ်မံလုပ်ခတ်ခဲ့တဲ့တရင်ကိုကျင်းပြပေးပါမယ်။ဧပြီလ26ရက်နေ့မြန်မာစံတော်ချိန်ည8:53မိနစ်အချိန်ကမှမန္တလေးတိုင်းကြောက်စင်မြို့အရှိတောင်ဘက်16ကီလိုမီတာအကွာကိုဗဟိုပြုပြီးတော့ Richter scale 4.3အဆင့်နဲ့အင်အားအသင့်အတင်ရှိတဲ့မြေငလင်တစ်ခုထပ်မံလုပ်ခတ်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရမှတရင်ထုတ်ပြန်ထားပါတယ်။စကိုင်းငလင်ကြီးလုပ်ခတ်ခဲ့တဲ့မက်လ28ရက်နေ့မှဧပြီလ25ရက်နေ့အထိမန္တ လီတိုင်းကျောင်းဆယ်မြို့အနီးကိုော်တီနစ်အမှတ်များမှာအင်အားအနည်းငယ်မှာအင်အားအတင်းတင်းရှိတဲ့ငလင်ငယ်စုစုပေါင်း၁၁ကြိမ်လှုပ်ခတ်ခဲ့တာကိုတွေ့ရှိရတာကြောင့်အဆိုပါဒေသအနီးတဝိုက်မှာရှိတဲ့ဒေသခံပြည်သူများအနေဖြင့်သိရှိသတိပြုနိုင်ပါရန်ထုတ်ပြန်ထားပါရခင်ဗျာ။ ဆက်လက်ပြီးတနင်္သာရီဒေသစစ်ဘေးရှောင်ပြည်သူများကိုစံနဲ့ထောက်ပံ့ငွေများလှူဒါန်းတဲ့တရင်ကိုတင်ပြပေးပါမယ်။တနင်္သာရီဒေသစစ်ဘေးရှောင်ပြည်သူများကိုနှွေဦးဖိုက်တာစတော်လန်ရေးအဖွဲ့ကငွေကျပ်330ကိုနှွေဦးမြစ်တာကတဆင့်စစ်ဘေးရှောင်ပြည်သူများကိုလှူဒါန်းခဲ့ကြောင်းသိရပါတယ်။အဆိုပါစကန်းစစ်ဘေးရှောင်2000ကျော်ခန့်ရှိနေပြီးတော့ငွေနည်းအမှတ်တရမုန်တီကျွေးခြင်းနဲ့တကြီးရွယ်ဦးများကိုတဦးလင်9000ကျပ်နှုန်းဖြင့်ကတော့ချင်းစံထောက်ပံ့ခြင်းတို့ကိုကူညီပေးခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမိုးရင်းကာလအရေးပေါ်ရိက္ခာအတွက်တော်ဝင်ထောင်းတက်ရင်အကူအညီထောင်းခံတဲ့တရင်ကိုတင်ပြပေးပါမယ်။တော်ဝင်ထောင်းတက်ရင် Riot Peacock Column P29913 ကမိုးရင်းစစ်စင်ရေးကာလအတွင်းအသုံးပြုရန်လိုအပ်တဲ့ရိက္ခာ73စီနဲ့အခြားလိုအပ်ချက်များအတွက်ပါဝင်အားဖြင့်ကူညီပေးကြဖို့နှိုးဆော်ထားပါတယ်။တော်ဝင်ထောင်းတက်ရင်ဟာပဲခူးတိုင်းနဲ့စစ်တောင်းမြေဝံဒေသအတွင်းစစ်စင်ရေးတာဝန်များကိုဆောင်ရွက်နေတာဖြစ်ပြီးတော့မိုးရင်းကာလမတိုင်မီအရေးပေါ်လိုအပ်ချက်များအတွက်300ချက်ခန့်လိုအပ်နေတယ်လို့ဆိုထားပါတယ်။မိုးရင်းကာလစစ်စင်ရေးများနဲ့လမ်း ်ခီးခတ်ခဲ့တဲ့အချိန်ကာလများမရောက်မီမိဘပြည်သူများအနေဖြင့်တရင်ရဲ့အခြေခံရိတ်ခါဆန်နဲ့73စီလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ပါရန်ပါဝင်ကူညီကြဖို့တိုက်တွန်းနှိုးဆော်ထားတာဖြစ်ပါရခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio UNG သတင်းတောက်မင်းစစ်သွေးနဲ့ Car Shell တို့ကပေးပို့ထားတာဖြစ်ပါရခင်ဗျာ